လဲမိုးရွာလဲအလားဆုံးပွက်ထွက်မယ်အလားဆုံးလင်းချက်မယ်ဆိုရက်စနိုင်းနဲ့လင်းချက်ပြီးတော့ပွက်ထွက်ပြီဆိုဖီးယားကျွန်တော်တို့တိုင်ပင်ကနေရနဲ့သူ့ရဲ့ဖြစ်ချင်တဲ့အိမ်မက်လေးကတော့ကမ်ပင်းလေးမှာလက်မှတ်ထိုးမယ်သူရမ်းကြိုက်တဲ့အဖြစ်အောင်အော်ပေါ့နော်မြန်မာဝတ်စုံလေးနဲ့သူကလက်မှတ်ထိုးမယ်ဆိုပြီးဘူဆဆန်လေးကိုဝတ်စုံနဲ့လိုက်ဖက်အောင်ဘလို့သွားမလဲဆိုရဟာကို razor အချိန်ချင်းလုံးရတယ်ဟုတ်ကဲ့ razor အချိန်ချင်းခက်ခက်လုံးရပြီးတော့အော်ပထမအဆုံးပေါ့နော် အာဆိုပီးယားနှစ်လပိုင်းမှာကနေရတယ်ကျွန်တော်တို့အော်ပေါ်တော့ဒီစိုင်းနေချင်းမှာမိတ်ကလေးကိုအတွက်ကန်လန်းထားပြတာပေါ့နော်အဲ့ချိန်မှာကန်လန်းထားတဲ့တည့်ရဲ့ကနေရတယ်ကျွန်တော်တို့တွေကအာဒီနေ့လေးအတွက်ကိုကျွန်တော်တို့ကဒီဇိုင်နာတွေနဲ့တိုင်ပင်နေအဲပြီးတဲ့ခါကျကျွန်တော်တို့နှစ်ယောက်ဘလို့ထုံးဖွဲ့မလဲဘလို့လိမ့်ချက်မလဲဆိုတာကိုဒီဇိုင်နာရဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့တိုင်ပင်ပြီးတော့ဒီလိုလေးလေးချက်ပေးပြတာပါဆိုဖီးယားကျွန်တော်တို့တိုင်ပင်ကနေရနဲ့သူ့ရဲ့ဖြစ်ချင်တဲ့အိမ်မက်လေးကတော့ကမ်ပင်းလေးမှာလက်မှတ်ထိုးမယ်။သူရမ်းကြိုက်တဲ့အထူးရောက် အော်ပေါ့နော်မြန်မာဝစ်စုံလေးနဲ့သူကလက်မှတ်ထိုးမယ်ဆိုပြီးတော့အစော်ကြီးကနေရတဲ့သူစိတ်ကူးထားတာပေါ့နော်ပြီးရခါကျကျွန်တော်တို့မြောက်ကိုလည်းသူအရန်ရင်ခုံတဲ့နေလေးကိုကျွန်တော်မြောက်ကိုမိခလေးချက်ကိုပြေးခဲ့တာပါ come ဆိုတော့မင်းညညကလေးကမိုးရရတော့စိတ်ကြပူပြီးတော့လာကြည့်တယ်။လာကြည့်တော့မိုးကမတိတ်တော့မနဲ့ကြရင်ဘယ်လိုလုပ်မလဲပေါ့နော်။ဒါပေမဲ့လည်းဒီအကောင်းဆုံးနေ့မှာဒီဒီတရက်နေ့မှာ လွာပါလေလက်မထိုးအောင်ဖြစ်တဲ့အတွက်အဲစုပြည့်ကိုလည်းမိုးရွာလေအလားဆုံးပွက်ထွက်မယ်အလားဆုံးလင်းချက်မယ်ဆိုတော့စနိုင်းနဲ့အင်းချက်ပြီးတော့ပွက်ထွက်ပြီ။ဘာဖြစ်လဲနော်ပွဲလေးကအခမ်းအနားဆိုလှပပါလေပြီးသွားတဲ့တော့ပေါ့နော်အဲ့တော့ကောင်းလောက်ထိပီတီပြောရှင်ရလိမ့်မယ်။အရန်ပြောရှင်ပါတယ်အရန်ပီတီဖြစ်တယ်ဒီဖြစ်ချင်တဲ့ဆန္ဒဒီကံကြီးပေးမှာလက်မှတ်ထိုးချင်တဲ့ဆန္ဒပြေဆုံးသွားတဲ့အတွက်အရန်လည်းပြောပါတယ် ်ဆိုပြီးလိမ့်ရမယ်လေလို့မျိုးလိမ့်ချင်တာလဲဆိုပြီးရောဘယ်လိုလဲထုတ်ပေါ်ပြနေတယ်အော်သူကကြတော့ဆိုပြီးရလေမြမမျက်နှာပေါက်လေးဆိုတော့လေသူကစက်တီရှိရှိနဲ့ထွက်မယ်ဆိုပြီးကျွန်တော်တို့ကစဉ်းစားထားတာပေါ့နော်ပထမအဦးဆုံးကျွန်တော်တို့ကအင်ဂျီဒီဇိုင်းထွက်သွားပြီအဲ့ဒီဒီဇိုင်းနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့ဟာနဲ့အဆင်မပြေတဲ့ခါကျတော့နောက်ထပ်ဝစ်စုံကိုကျတော့တက္ကသိုလ်တင်မှာပြန်ပြောင်းခဲ့တာပေါ့နော်အဲ့ဒီလာတော့တင်မှာလည်းပြောင်းပြီးတဲ့ခါကျတော့ ကျွန်တော်တို့တွေကသပင်းပုံစံအစားလောက်ဝရဏဝိမက်စီမက်ဖနက်ကအစားကျွန်တော်တို့ကအော်ဒါမှာခဲ့တာပေါ့နော်အသေးစိတ်တမေးရတာပေါ့နော်ဒီမြန်မာမြန်မာလုတ်ဖြစ်တဲ့အတွက်လည်းအရင်မြန်မာဆန်လို့လည်းမရဘူးဘိုးဆက်ဆန်လေးကိုဝစ်စုံနဲ့လိုက်ဖိုင်အောင်ဘယ်လိုသွားမလဲဆိုတဲ့ဟာကိုရာဇယ်အချိန်ချင်းလုံးရတယ်ဟုတ်ကဲ့ရာဇယ်အချိန်ချင်းခက်ခက်လုံးရပြီးတော့အကောင်းဆုံးရက်စက်ကိုရအောင်လိမ့်ချက်ခဲ့တာပေါ့နော်ဒီအနေနဲ့ရာဇယ်ရောက်တော့ ားငယ်နဲ့စဉ်စဉ်တို့ရဲ့မင်္ဂလာနေ့အတွက်ပေါ့နော်ဆုတောင်းစာလေးပြောပြီးတော့နေကုန်ချုပ်ပါမရှင်။အဲဒီကိုငယ်နဲ့ဆိုပြီးအရန်သဘောကောင်းပြီးတော့အာသူတို့တွေကတရားပေါ်တရားနားလဲပြီးတော့ကာရတဲ့အိမ်တော်မှရှင်ဘွားနဲ့ကိုအာပိုင်ဆိုင်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါသူတို့မင်္ဂလာပွဲအစီအစဉ်တွေမှာဒီတပွဲမှာဒီလိုမျိုးလေးတာပေါ့မရတဲ့တော့ဘာလို့တော့ဘာလို့လဲဆိုတာဖြေရှင်းရလေပေါ့ပြပေးပါဦး။ ရန်ကုန်ပြည်ရှင်ပါတယ်ကျွန်တော်တို့ကမန္တလေးကမိတ်ဆက်ဆရာတွေပေါ့နော်အဲ့ဒါကိုရန်ကုန်မှာသူ့ရဲ့ပွဲလေးမှာကျွန်တော်တို့ကွတ်ထုတ်ပေးရတယ်ကွတ်ထုတ်ပေးရတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါရှင်